မွေးနေ့တိုင်းမှာဖခင်ဖြစ်သူစီကမွေးနေ့လက်ဆောင်မရခဲ့တဲ့တားလေးစိန်ဦးဦးအတွက်စိတ်မကောင်းဖြစ်နေတဲ့တရားဥပဒေပို့ချပြုခင်မင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကနိုဝင်ဘာလ16ရက်နေ့ကတော့တရားဥပဒေပို့ချပြုခင်တဲ့အကိုထွန်းတို့ရဲ့သားလေးစိန်ဦးဦးရဲ့အသက်နှစ်နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ် ပို့ချပြုခင်ဟာနိုဝင်ဘာလထဲမှာသမီးကြီးမေအကျဉ်းသားထုံးနဲ့တားငယ်လေးစိတ်ဦးတို့နှစ်ယောက်စလုံးမွေးနေ့ရှိနေတာကြောင့်နှစ်ယောက်စလုံးအတွက်မွေးနေ့ပွဲတပွဲစီကျင်းပပေးခဲ့တယ်လို့ရန်နာပီကေထုံးစိန်ဆိုင်ရှိမှလည်းစတူဒီသားအလူတွေကျွေးမွေးကုသိုလ်ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်သားလေးစိန်ဦးဟာအခုဆိုရင်အသက်2နှစ်ပြည့်သွားခဲ့ပြီဖြစ်ပေမယ့်မွေးနေ့ရောက်တိုင်းဖခင်ဖြစ်သူစီကဘာမွေးနေ့လက်ဆောင်မှမရခဲ့တဲ့အတွက်သားဖြစ်သူရဲ့အတွက်စိတ်မကောင်းဖြစ်နေတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ပို့ချပြုခင်က ဒီနေ့မွေးနေ့မှာဦးဦးကသူ့အဖိုးအဖွားဦးလေးအတော်သူ့အကိုအမတွေဝမ်ခွဲမောင်နှမတွေစီကအစာမွေးနေ့လက်ဆောင်တွေရပါတယ်။ဒါပေမဲ့သူ့အဖေစီကတော့ဘာမှမရဘူး။မနေ့ကလည်းမရဘူးဒီနေ့လည်းမရဘူး။အပြင်ကားပြန်လာလို့အယုတ်ကလေးမုံလေးတွေကလေးအတွက်ဆိုပြီးဝဲလာပေးတာမျိုးလဲတခါမှမရှိခဲ့ဘူးဘူးဥဥကိုမှမဟုတ်ဘူးဖုံးပြေကိုဆိုလဲအဲ့ဒီလိုပဲ သူပြောတာက အမတ်တရားကဒီမိသားစုမှာလူဖြစ်လာတာကိုကအမတ်တရားထက်ပိုတဲ့လက်ဆောင်ပဲတယ်။အဖေတွေကသားတွေအပေါ်ဆိုရင်အမြဲတမ်းအဲ့လိုပဲလားမသိဘူး။သမီးတွေကိုကြာရင်ယူရတဲ့ကျင်နာတယ်။မွေးနေ့လက်ဆောင်ကအစအသေးစိတ်ပြင်ဆင်ပေးတယ်။ဆုံးမရင်တော့တစ်ခါမှစကားကြမ်းကြမ်းမပြောဘူး။ဖုံးပြေးအတွက်ဆိုရင်လည်းကိုကပဲအမြဲတမ်းတွေးပေးနေရတယ်လို့ပဲ။သူကကလေးကိုဆိုရင်အမြဲတမ်းစူအမြဲတမ်းအပြစ်ပဲပြောနေတယ်။ထင်းချောင်းပုံအယမ်းမာတာပဲ။ ါပေမဲ့ကို့အဖေကတော့အဲ့ဒီလိုမဟုတ်ခဲ့ဘူး။သူ့သားအငယ်ဆုံးအုံမူးလေးကိုဆိုသူအရန်ချစ်တာ။ကို့လင်ကိုလည်းကို့အဖေလိုပဲသားသမီးတွေအားလုံးအပေါ်မှာနူးညံ့စေခြင်းနဲ့ကျေနားစေခြင်းနဲ့ဂရုစိုက်စေခြင်းနဲ့ကြောင်းသားကြောင်းပြန်ကအစလိုက်ပို့ပေးစေခြင်းနဲ့အပေါင်းအသင်းတွေထက်သားသမီးနဲ့မိသားစုကိုပို့ခင်တွေ့စေခြင်းနဲ့ကို့ထက်မသားရင်တော့ကို့တဝက်လောက်တော့ကလေးအားလုံးနဲ့ပတ်သက်လာရင်အရာရာမှာသူကိုယ်တိုင်ဝင်းစီစဉ်ပေးတာမျိုးဥဆောင်တာမျိုးပဲဖြစ်စေခြင်းနဲ့ ်အခုကဘာပွဲရှိရှိကိုပဲအစအဆုံးစီစဉ်ရတယ်။မွေးနေ့မှာတော့မှအလူပီးကန်ဒီအထိအိယာကမထားတဲ့လူပါဆိုပြီးတော့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောပြလာခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်ပူဇာပြုခင်ရဲ့ပြောပြချက်အရခင်မုံဖြစ်သူအကိုထွန်းဟာသားရည်အပေါ်မှာထိန်းချောင်းတဲ့ပုံစံမှားယွင်းနေတာကြောင့်ဖခင်ဖြစ်သူတယောက်အနေနဲ့ဒီလိုပုံစံမျိုးမလုပ်နေဘဲအစအစရာရာဥဆောင်စီခြင်းနဲ့ဆိုတဲ့အကြောင်းခန်းစားချက်တွေကိုထုတ်ပြောလာခဲ့တာပဲဖြစ်ပါတယ်။ Thank you.